တွေးနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားကမတွေးနဲ့တဲ့ဒီအတွေးသုံးမျိုးကိုသွားမတွေးနဲ့တွေးလို့ရှိရင်လူဖြစ်ကျိုးမနှက်ဖြစ်လိမ့်မယ်တုတ်ပြန်လာလိမ့်မယ်ကိုယ်စီမကောင်းတဲ့အတွေးပါတော့ဆိုရင်သူမြတ်ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့အတွေးစားပေးလို့ပြောရင်အဘိဓစာလို့ခေါ်တယ်အဘိဆိုတာသူမြတ်ပစ္စည်းကိုဇာစိတ်ကူးတာရခြင်းနဲ့စိတ်နဲ့စိတ်ကူးတာနော် သူများပစ္စည်းကိုကိုပိုင်ဆိုင်နေတဲ့ဆိုတဲ့အတွေးဟာဘာဖြစ်စီတတ်တဲ့အတွေးတော့ခုခေတ်လို့ပြောမှဆိုရင်တခိုးတည်းများဖြစ်စီတတ်တဲ့အတွေးမဖြစ်ပေဘူးလားဖြစ်ပါတယ်အေးအဲ့ဒီအတွေးဟာအန္တရာယ်ရှိတဲ့အတွေးအကုသို့အတွေးမနောကံမနောဒုဆိုင်လို့ခေါ်တယ်တဲ့အဲ့ဒီအတွေးမျိုးတွေးတဲ့ပုဂ္ဂိုလ်ရဲ့တုံ့ပြန်ချက်ဟာလာလေမကောင်းတာပဲလာမယ်အကောင်းမလာဘူး ဟုတ်ကဲ့ဒါအတွေးနဲ့ပတ်သက်လာလို့ရှင်သူမြတ်ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတဲ့အတွေးတွေးမိလို့ရှိရင်ဟာဒီအတွေးကမှားနေတယ်ဒီအတွေးမျိုးကမတွေးသင့်ဘူးဒီအတွေးကိုရှောင်ရမယ်နောက်တစ်ခုအတွေးတစ်ခုကဖြာပါဒပါတော့စိကိုနဲ့မတည့်တဲ့လူတယောက်ကိုစိတ်ထဲကပေါ်လာတယ်ဟာဒီကောင်သေသွားရင်ကောင်းမှာပဲဒီကောင်စီးပွားတွေပြတ်သွားရင်ကောင်းမှာပဲ ဒီကောင်ဒုက္ခရောက်ထောင်ကျသွားကောင်းမှာပဲဟာဒီကောင်ဒုက္ခအကြီးကျယ်ရောက်သွားရင်ကောင်းမှာပဲဆိုတဲ့အတွေးမျိုးတွေမတွေးကြဘူးလားတချို့လူတွေတွေးတယ်အဲ့ဒီအတွေးကဗျာပါဒအတွေးလို့ခေါ်တယ်အဲ့ဒီအတွေးမျိုးတွေးတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာဘယ်တော့မှမကောင်းမလားဘူးတဲ့မကောင်းတဲ့အတွေးအဲ့ဒါအဲ့ဒီအတွေးကိုလည်းရှောင်ရှားဖို့လိုတယ်မတွေးမိစေနဲ့လူဖြစ်ကျိုးနှပ်ဖို့ရအတွက်အဲ့ဒီအတွေးမျိုးမတွေးမိစေနဲ့တဲ့ နောက်တစ်ခုကမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဆိုတာခုနပြောတဲ့အကြံမျိုးအမြင်မျိုးမရှိဘူးကိုလောက်တာကိုနဲ့ဆိုင်တယ်လို့မရှိဘူးအေးတချို့ကတွေးကြကြတယ်ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးကွာမကောင်းတာလုပ်လဲကောင်းတာတွေဖြစ်နေမကောင်းတဲ့ကောင်းတွေကြီးပွားနေတာလည်းရှိတာပဲကောင်းတဲ့ကောင်းတွေဆိုပြီးတော့ကံကိုမျက်စိလဲပြီးတော့မကောင်းတာလုပ်လို့ကြီးပွားတယ်လို့ထင်နေတာမဟုတ်ဘူး ူတစ်ချိန်လုံးကကောင်းခဲ့တာတွေကိုသူခံစားနေရတာ မကောင်းတာလုပ်ပြီးဒီဘဝကြီးပွားနေလို့ချင်းတစ်ချိန်လုံးကကောင်းတာတွေရဲ့အကျိုးကိုသူခံစားနေရတယ်လို့ဒီလိုတွေ့ရဟုတ်ကဲ့ကိုကအခုမှကောင်းတာတွေလုပ်တယ်ဟုတ်မှပဲခုမှပဲကိုကတရားပင်စိုက်တာတရားသီးစားပါမလားစားပါဘူးကောင်းတာကိုကမှခုမှလုပ်တာကိုကအတိတ်ကဘလို့မကောင်းတာတွေလုပ်ခဲ့မှမသိပဲနဲ့ဆရာတော်ကြီးတို့ကပြောတယ်เจ้ามาตะโคโคขา ခုခံရတဲ့ခါဆရာတော်ကြီးကဘာပြောဟေးတိတ်တိတ်နေကြတိတ်တိတ်နေကြတယ်မပြောကြနဲ့တဲ့တို့အတိတ်ကနေမကောင်းတာတွေပေါ်ကုန်ပြီအဆရာတော်ကြီးပြောလို့ရင်အိဗေကဘာလို့ဆိုဟိုဘွားတော့ငါတို့သူများပစ္စည်းခိုးခဲ့တယ်ဒါမှမဟုတ်ငါကခိုးခံရတယ်အဲလူမသိစေနဲ့ရှက်ဆရာကြီးလို့ပြောဟုတ်ကဲ့အဲ့တော့ဒါတွေကကံရဲ့ပုံရိပ်တွေပေါ်နေတာကံရဲ့ပုံရိပ်တွေပေါ်တာအဲ့တော့ကြောင့်မို့လို့ မှန်ကန်တဲ့အတွေးကကံဆိုတာရှိတယ်ကံကိုညင်းပယ်တဲ့အတွေးမျိုးတွေးမိလို့ရှင်ခုနမိစ္ဆာဒိဋ္ဌိဆိုတာကံကိုညင်းပယ်တဲ့ဒီအကရိယာဒိဋ္ဌိလို့ခေါ်တယ်ကုသိုလ်ဆိုတာမရှိပါဘူးအကုသိုလ်ဆိုတာမရှိပါဘူးဆိုတဲ့ညင်းပယ်တဲ့ဝါရအကရိယာဝါရလို့ခေါ်တယ်